ိသက်များအားလုံးမင်္ဂလာပါရှင်။နေ့စဉ်ထုံးလင်းတင်ဆက်ပေးနေတဲ့မိုးလေဝသချင်းကြီးတွေကိုကျွန်မ UND ကနေတင်ဆက်ပေးသွားမှာဖြစ်ပါရှင်။ အောက်ဂေါလ73ရက်နေ့မနက်10:15မိနစ်အချိန်ဒယ်ဘာနာဝိုင်းချူရူကနေတိုင်းနာပေးတဲ့အရာဘင်္ဂလားပင်လယ်ရောအနောက်အလယ်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်နေတဲ့ဘင်္ဂလားပင်လယ်ရောအနောက်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းနေရောင်ဟာအိန္ဒိယနိုင်ငံအန္ဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းကမ်းခြေရံနေကုန်းနေမိုင်ကိုရွေရှားဝင်ရောက်ခဲ့ဖြစ်ပါတယ်။ကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ရောတောင်ပိုင်းတို့မှာတိမ်ထွက်နေပြီးတော့ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့တိမ်သွင်းနေဖြစ်တွေ့နေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့မြောက်ပိုင်းမှာတိမ်ထွက်နေပြီးတော့ကျန်နေတိုင်းမှာတော့တိမ်သွင်းနေဖြစ်တွေ့နေပါတယ်။ကပ်လီပင်လယ်ပြင်နဲ့ ဲ့ပင်လာပင်လယ်အော်မှာမုတ်တုံလင်းကအာသင်တက်ရှိနေပါရှင်အောက်ကလာ7ရက်နေ့မနက်3နိုင်ခွဲအချိန်တိုင်းနာကြဲအရာနေရောက်ကပြီးမိုးကြီးခဲ့တဲ့ဒေသတွေကတော့ကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေဖြစ်ကြပါတယ်။အဲ့ဒီဒေသတွေမှာမိုးကြီးနေရတလက်မာခွဲနဲ့အထက်ရွာသွန်းခဲ့တာဖြစ်ပါတယ်။ရေပေါ်လန်းနိုင်မှုအချိန်နေရတော့စကိုင်းတန်းရောက်ပိုင်း၊ပဲခူးတိုင်း၊တောင်ပိုင်းဒေသတွေမှာရေပေါ်လန်းမှုတွေဆက်လက်ရှိနေနိုင်ပါသေးရဲ့ရှင်။ အခုဆက်ပြီးတော့အဂိုလာ၁၄ရက်နေ့အတွက်ခမန်းချက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရှင်။မြန်မာပင်လယ်ပြင်ချင်းကြီးကတော့မြန်မာကမ်းရိုးတန်းနဲ့ကမ်းလွန်ပင်လယ်ပြင်မှာလှိုင်းသင်းတင်းရှိနေပါတယ်။လှိုင်းမြင့်ကတော့၄ဘီယာနဲ့၅ဘီလောက်သာမြင့်တက်နိုင်ပါတယ်ရှင်။လေတိုက်ခတ်နိုင်မှုခမန်းချက်အနေနဲ့ကတော့ရခိုင်ကမ်းရိုးတန်းမှာတနားရီ15မိုင်ရနေ18မိုင်အထိတက်ခတ်နိုင်ပါတယ်။မြို့ဝကျမကမ်းရိုးတန်းမော်နဲ့တင်းလိုက်ကမ်းရိုးတန်းဒီတိုင်းမှာတနားရီ17မိုင်ရနေ14မိုင်အထိတက်ခတ်နိုင်ပါတယ်ရှင်။မိုးရတော့နိုင်မှုခမန်းချက်အနေနဲ့ကတော့ကယားပြည်နယ် မလေးတိုင်းမကွေတိုင်း ERI တိုင်းနဲ့တနင်္လာတိုင်းဒေသတွေမှာနေရာကျကျမှုရတော့နိုင်ပါတယ်။သခိုင်းတိုင်းအောက်ပိုင်းရှမ်းပြည်နယ်နဲ့ရခိုင်ပြည်နယ်ဒေသတွေမှာတော့နေရာဆိတ်ဆိတ်မိုးရွာသွန်းနိုင်ပါတယ်။ကြံဒေသတွေမှာတော့နေရာအနှံအပြားမိုးထစ်ချုံရွာနိုင်ပါတယ်ရှင်။ မျိုးတော်ရည်ရဲ့မိုးလေဝသခံမှန်းချက်အနေနဲ့ကတော့နေပြောနေဒီတိုင်းမှာအမြင့်ဆုံးဘူချိန်က33ဒီဂရီစင်နီဂရိတ်အထင်ဆုံးဘူချိန်25ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။နေပြောမှာမိုးတစ်ချိန်တစ်ချိန်ထထောင်းရနိုင်ပါတယ်။မိုးရွာဖို့တေချာမှုက80ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်။ရှမ်းကုန်းမြို့နယ်ဒီတိုင်းမှာအမြင့်ဆုံးဘူချိန်က32ဒီဂရီစင်နီဂရိတ်အထင်ဆုံးဘူချိန်24ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။ရှမ်းကုန်းမှာလည်းမိုးတစ်ချိန်တစ်ချိန်ထထောင်းရနိုင်ပါတယ်။မိုးရွာဖို့တေချာမှု80ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်။ မန်လေးမြို့နယ်ဤတွိုင်းမှာတော့အမြင့်ဆုံးဘူချိန်34ဒီဂရီစင်နီဂရိတ်အနည်းဆုံးဘူချိန်26ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။မန်လေးမှာလည်းမိုးတစ်ကြိမ်တစ်ကြိမ်ထထောင်းရနိုင်ပါတယ်။မိုးရဖို့တေချာမိုးက80ရာခိုင်နှုန်းလောက်ရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။အခုဆက်ပြီးတော့နေပြောရှန်ကုန်းမန်လေးမြို့ရဲ့တပါတင်မှုလေးဝသားခံမှန်းချက်တွေကိုထုတ်လင်းတင်ဆက်ပေးတော့မှာဖြစ်ပါရရှင်တရှိအားပေးကြတဲ့ကျေးဇူးထူးပဲတင်ပါတယ်ပရိသတ်တွေအားလုံးသဘောပေးရတဲ့နေရာတွေကနေကင်းဝေးနိုင်ကြပါလိမ့်ရှင်